မြမနိုင်ငံရေးအတွေးခေါ်အပိုင်း20တရားဥပဒေကိုအာဏာရှိသူရဲ့လိုကြားအတုံးချနေတာဟာတရားဥပဒေမရှိတာနဲ့အတူတူပါပဲမြမဒလီမှာတရားဥပဒေကအဆုံးဖြတ်မပေးဘဲအာဏာရှိသူကသာအဆုံးဖြတ်ပေးတာမို့အထက်အောက်ဆက်ဆံရေးအစိုးရပြည်သူဆက်ဆံရေးစတာတွေမှာ အမှန်တိုင်းမပြောရဲဘူးလို့သမိုင်းပညာရှင်ဟောင်းဒေါက်တာမောင်မောင်ကြီးကသုံးသပ်ထားတာကိုမြမနိုင်ငံရေးအတွေးခေါ် အပိုင်း20မှာတင်ပြပါမယ်။အထက်လူကြီးအကြိုက်လိုက်ပြောပြီးအမှန်တရားကို ဖုံးကွယ်တဲ့အချင်းဟာဗမာမင်းခက်ကအမွေပေးလိုက်တဲ့အထက်အောက်ဆက်ဆံရေးစနစ်ဖြစ်ပါတယ်။ဩဇာအာဏာရှိသူကိုကြောက်ရတာဟာဗမာဒလိပါ။အထူးသဖြင့်မိမိကိုချက်ချင်းဒုက္ခပေးနိုင်တဲ့အရာရှိကို ကြောက်ကြပါတယ်။ယာရုအာဏာရှိသူဟာသူ့မှာရှိတဲ့အာဏာကိုအသုံးပြုပြီးအောက်လူကိုဒုက္ခပေးတတ်တာကို ဗမာရီနားလေကြပါတယ်။ဒါကြောင့်အာနာရှိသူမကြိုက်မဲ့စကားကိုမပြောဘဲဖြစ်ရမန်တွေကိုမတင်ပြဘဲအထက်အရာရှိကိုအကြိုက်လိုက်ပြောတာဟာဗမာမင်းလက်ထက်ကမြမှုရန်လူရဲ့အကျင့်တလေပါ။ဥပမာအင်္ဂလိပ်ဗမာပထမစစ်မှာဗမာဘက်ကအကြအဆုံးများတာကိုဖုံးကွယ်ခဲ့ပါတယ်။အမှန်တိုင်းပြောတဲ့ဗမာအကျင့်ကိုစကူရာစုအစောပိုင်းမှာရောက်လာတဲ့အီတလီဘုံကြီးကကောင်းကောင်းသတိထားမိရတဲ့အတွက် မှတ်တမ်းတင်ထားပုံကဗမာရီလိုက်နာရမယ်အဓိကကျင့်ဝတ်တွေထဲမှာဘုဒ္ဓဝါဒဆိုတဲ့ပြည့်ညတ်ချက်လေးပါဝင်နေဒါပေမဲ့ဒီပြည့်ညတ်ချက်ကိုမလိုက်နာဆုံးပါပဲပြည်သူတွေပြောဆိုဖို့ဆိုတာမဖြစ်နိုင်လောက်အောင်ပါပဲဒါတွေမကသေးပါဘူးအမှန်တိုင်းပြောဖို့စူးစမ်းသူကိုအယူလို့ခေါ်ကြပါတယ်အမှန်တိုင်းပြောသူဟာလူကောင်းဖြစ်ပေမဲ့မအောင်မြင်နိုင်ဘူးလို့ဆိုကြပါတယ် ပရိယေစင်မိဟန်ဆောင်လှည့်ပြတဲ့အလုပ်ကိုဗမာရီအများစုလုပ်ကြပါတယ်။မန္တကယ်လိုချင်တာကိုမလိုချင်တဲ့လိုဟန်ဆောင်တာမျိုးလုပ်တယ်လို့19ရာစုအစောပိုင်းမှာမြန်မာပြည်ကိုရောက်လာတဲ့အီတလီဘုန်းကြီးကမှတ်တမ်းတင်ထားပါတယ်။မူတာဝါဒဆိုတဲ့ပညာချက်ကိုဗမာရီ အချိုးပေါက်ဆုံးမယ်လို့1829ခုနှစ်အင်းဝါကိုတာဝန်ဖြစ်ရောက်သွားတဲ့ဂျွန်ဂရက်ဖို့ကမှတ်ချက်ချပါတယ်။ ်အင်္ဂလိပ်ဗမာပထမစစ်ပွဲအတွင်းအင်းဝါမှာထောင်ချနေတဲ့အမေရိကန်သာသနာပြုမစ္စတာဂျက်ဆင်ရဲ့ပြောပြချက်ကိုဖော်ပြထားပါတယ်။သူနဲ့အတူထောင်ချနေတဲ့အသက်ကြီးတဲ့မင်းမူရန်ကပြောတာကိုမစ္စတာဂျက်ဆင်ကကြားခဲ့ရတာပါ။ငယ်ရွယ်တဲ့မင်းမူရန်ကဖြောက်မှတ်တယ်ဆိုတာကိုဘာလဲလို့မေးတဲ့အခါမှာအသက်ကြီးတဲ့မင်းမူရန်ကဖြောက်မှတ်တယ်ဆိုတာဟာအတိညာဉ်ကင်းမဲ့လူအ လူနာနဲ့အတူတူပဲလို့ပြေပုံကိုမစ္စတာဂျန်ဆင် ကြားခဲ့ရပါတယ်။ယောသားဖြောင့်မတ်မှုကိုထုံတိုင်းမှုလို့ယူဆတာကြောင့်လူယိုးလူအဆိုတဲ့အတုံးလုံးပေါ်ပေါက်လာပါတယ်။မူသားမပါလင်္ကာမချောဆိုတဲ့စကားအတိုင်းမကောင်းတဲ့သတင်းကိုလျှော့ပြောပြီးကောင်းတဲ့သတင်းကိုပုံကြီးချေတာဟာဗမာဒလိလူဖြစ်နေပါပြီ။အထက်လူကြီးကြိုက်လိုက်ပြောတာကြောင့်စကားအရာမှာလက်ပတ်ပြောဆိုတတ်တဲ့အကျဉ်းလေးပေါ်ထွက်လာတာဖြစ်ပါတယ်။မိမိကိုမထိခိုက်အောင် လက်ပတ်ပြောဆိုတဲ့အတက်ပညာကိုတန်မိုးထားတဲ့သဘောပါပဲလူတစ်ဖက်သားကိုစော်ကားတယ်လို့မဖြစ်အောင်မထိကြိုက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လင်းညာပြောဆိုတဲ့ကိစ္စတွေဟာဆက်ဆံရေးအဆင်ပြေအောင်လုပ်တဲ့သဘောမျိုးဖြစ်နေလို့ဗမာတွေကစိတ်မတိုးမတန့်မဖြစ်ကြပါဘူးစိတ်သားရှင်စောဘုရားဟောစိတ်ထားတက်ကမျက်ဤဆိုတဲ့စကားကိုကြည့်ရင်ရည်ရွယ်ချက်ကတကယ်လုပ်ရက်ထက်အရေးကြီးပုံကို ဓမ္မရီလက်ခံထားတာတွေ့နိုင်ပါတယ်။တပတ်သားရဲ့ရည်ရွယ်ချက်ကိုအကဲခတ်ရတာနဲ့နောက်ကွဲမှာဘလို့ရည်ရွယ်ချက်မျိုးရှိနိုင်တယ်လဲဆိုတာကိုခတ်မှန်းရတာကလည်းဓမ္မအမှုတန်းလောကရဲ့ထင်ရှားတဲ့အသွင်လက္ခဏာတစ်ခုပါပဲ။နန်းတွင်လှုပ်ဝဲကြံစီမှုတွေကဆင်းသက်လာတဲ့အကျင့်တလိလဲဖြစ်နိုင်ပါတယ်။ယာရုတက်အောင်ဩဇာအာဏာရှိလာအောင် နန်းတွင်မှအပြန်လန်းစုံစမ်းထောက်လန်းတဲ့အခါမှာစိတ်ထဲရှိသည်များကိုအကုန်ထုတ်ပြောလို့မဖြစ်ပါဘူး။သူများရည်ရွယ်ချက်ကိုတဏှာအပြည့်နဲ့သုံးသက်ရပါတယ်။အင်္ဂလိပ်ဗမာပထမစစ်ပွဲပြီးသွားပေမဲ့အင်္ဂလိပ်ရဲ့ရည်ရွယ်ချက်ကိုဗမာကတဏှာရှိနေတဲ့အတွက်ပေးရမယ့်စစ်ရောကြီးပထမအရစ်ကိုမပေးသေးပဲစိုင်းထားပါတယ်။စစ်ရောကြီးပထမအရစ်ပေးလိုက်တာနဲ့အင်္ဂလိပ်စစ်တပ်ကချက်ချင်းဆုတ်ခွာသွားတာကို ဗမာရီမြင်ရတော့အံ့ဩနေပုံရပါတယ်။ဒါကြောင့်ဒီကလားတွေကအရက်တောက်နွားတက်ပြီးအလွန်လောဘကြီးပေမဲ့ဂတိတည်ပြီးအမှန်တိုင်းလုပ်တာကိုတံမိုးထားကြတယ်။ငါတို့ဗမာရီကလည်းမှန်နာဆိုတခုမှမပြောရဘူးလို့မှတ်ချက်ချပုံကိုအင်္ဂလိပ်တန်တမန်တူကသက်တည်ထွက်ဆိုခဲ့ပါလေ။ကိုလိုနီအုပ်ချုပ်ရေးစနစ်ကျင့်သုံးတော်လဲတန်ရရဖြစ်တတ်တဲ့ဗမာဒလီဟာပျောက်ကွယ်သွားတာမဟုတ်ပါဘူး။ 1929မှာကျင်းပတဲ့မိထီလာအရာရှိငယ်တင်နှန်းမှာတန်လျာစိတ်သက်တိုက်ဖြတ်ရေးကိုဗရင်ကန်စာဂုတ်ပယ်လာကမိန်ကွန်းပြောပါတယ်ဖြစ်ရမှန်းနဲ့ပကတိအချက်လက်တွေကိုသာအဓိကစဉ်းစားဖို့နဲ့ကိုဖြစ်ချင်တာထင်မြင်ယူဆတာတွေကိုဦးစားမပေးဘဲသိပ္ပံနည်းကြလိလာတုံးသက်ဖို့စာဂုတ်ပယ်လာကတက္ကသိုလ်ကျောင်းသားတွေကိုတိုက်တွန်းပါတယ်မြန်မာနိုင်ငံအုပ်ချုပ်ရေးပြုပြင်မှုအတွက်1932ခုနှစ်က လမ်းနံမှာသပွဲဝိုင်းဆူနွေးခွဲလုပ်တဲ့အခါမှာဗမာကိုယ်စားလှယ်တူဦးကရှမ်းစော်ဘားတွေကိုအကျိုးစီးပွားကိုစန့်ကျင်တဲ့လုပ်ရက်တွေရှိနေကြောင်းရန်တမ်းပြောဆိုလိုက်ပါတယ်။အချက်လက်ထောက်ထားမပြနိုင်မင်းချင်းယာမင်းယာရန်တမ်းဆွဆွဲတာမျိုးကိုလုံးဝလက်မခံနိုင်ကြောင်းအင်္ဂလိပ်ဘက်ကတတိပေးရတဲ့အထိဖြစ်ခဲ့ပါတယ်။ဓမ္မအတိတ်ထံကြကြအရှိကိုအရှိတိုင်းတမိုးဖြစ်နိုင်တဲ့ဆွမ်းရည်ဗမာတွေမှာချုပ်တဲ့နေတာ တွေ့ရပါတယ်။ပေါ်ပေါ်တန်းတန်းနေတိုင်းပြောဆိုမှုတွေမြေပါသွားပြီးလေးလေးနက်နက်နေတိုင်းကြည်ကြံတတ်ဖို့အတွက်ငញ្ញန်ကြီးနဲ့လုံုံကြီးရဲ့အတိတ်ကိုဗမာရီနားလေသဘောပေါက်ဖို့လိုတယ်လို့ဆရာမောင်မောင်ကြီးကယူဆပါတယ်။ငញ្ញန်ကြီးနဲ့လုံုံကြီးသဘောကိုနားလေတဲ့ပြည်သူလူထုကသာမိမိကိုယ်ကိုယုံကြည်လာမှဖြစ်ပါတယ်။စိတ်ထင်းလို့ဖန်းစီထောင်ချလို့မျိုးမလုပ်ပဲတရားမျှတတဲ့ဥပဒေကိုကျင့်သုံးနိုင်ရင်ငញ្ញန်ကြီးနဲ့လုံုံကြီးကိုရပါလိမ့်မယ်။ ဘုရားဥပဒေရဲ့ဆောင်းရှောက်မှုကိုရထားတဲ့ပြည်သူလူထုကသာလေးလေးနက်နက်စဉ်းစားပြီးအလုပ်ကြိုးစားပါလိမ့်မယ်။ဒီမိုကရေစီစနစ်ကို ထိထိရောက်ရောက်ကျင့်သုံးနိုင်တဲ့ဒလိအကျင့်ဗမာတွေမှာမရှိသေးပါဘူး။အနောက်တိုင်းမှာပြည်သူကိုယ်စားလှယ်လက်ထဲကိုနိုင်ငံရေးအာဏာရောက်ရှိလာဖို့နှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ရတာကိုဗမာတွေသတိမပြုခဲ့ပါဘူး။တနည်းဆိုတော့မြန်မာပြည်စနစ်ကိုဖျောက်ချခဲ့ပြီးဒီမိုကရေစီစနစ်ကို အလွယ်တကူကျင့်သုံးခဲ့ရတာကိုဗမာပြည်တတိမမူခဲ့ကြပါဘူးတယောက်စွာကျင့်သုံးနိုင်တဲ့နိုင်ငံရေးစနစ်ကိုမွေးထုတ်ရမှာသမိုင်းကြောင်းရှေ့လျရတာကိုမမေ့တင်ဘူးလို့ဆရာမောင်ကြီးကဆိုပါတယ်ခင်ဗျာ။